ေးမင်္ဂလာပါမင်္ဂလာပါပရိသတ်တွေမိတ်ဆက်စကားလေးပြောပြပါအောင်မင်္ဂလာပါညီမကတော့ထုံးစံတိုင်း Pepsi ပါဟုတ်ပါ Pepsi ကတိုင်းထဲတိုင်းထုံးစံတောက်ပါဆရာမ producer ကထုံးစံအတိုင်းဆိုတဲ့စကားကိုကန့်ကန့်တတ်ထားတယ်ဟုတ်တယ်ဩဟလာအဲ့ပါ Fine ကောက်ပါ Fine ကောက်ပါ Pepsi ပါမ Fine မကောက်နဲ့နော် อ่าปัสสิปัสสิเนี่ยတွေ့လို့ရှိရင်အဲ့ဒီတစ်ခုရှိရယ်သူအရင်ပျော်တတ်တာအရင်ပျော်တတ်ပြီးတော့အဲ့လိုပေါ့ပေါ့ပါပါနေတတ်တဲ့ type ဆိုတော့တကယ်ချင်းနေအရင်ပျော်ကြမှာချုပ်ခဲ့အောင်လွမ်းနေဟုတ်ဝိတ်ကိုလည်းလွမ်းအကျော်တူရပြန်ဆောင်ရတယ်ဟုတ်တယ်တွင်ချုပ်ခင်ခေါ်ရတာမှတ်မိလားဟွာလေဘာလဲဝတ်သားနဲ့ကြက်သားမားကြည့်တာလေသူတို့နေရာလောက်တာဟုတ်ဆိုတော့အဓိဋ္ဌာန်ပြတ်သွားတယ်အဲ့ဒါဆိုဘွားမှာအချိန်ဆုံးကနေဆိုတော့ဟုတ်တယ်အချိန်မောင်းမနေပြန်ပြန်ကြည့်တာဟုတ်တယ်အဲ့လိုလေဆိုတော့အဲ့တော့အများကြီးလူတွေလည်းအများကြီးတကယ်ချင်း ယ်တကယ်ချင်းနေအများကြီးဟိုအမြဲဘယ်တော့မဆိုအမှတ်တရဖြစ်တရဖြစ်စပင်လေးတွေအားစားပေါ့စပင်လေးတွေအားစားအခုတော့ AK တွေတက်ချက်ပါတယ်သူတို့မှပြောစရာပြောစရာပြောစရာဟုတ်ကဲ့အဲ့တော့အခုတော်တော်ဘာတွေလုပ်နေလဲအာ live မှာတော့တွေ့တယ်အဲကတယ်ကတယ်ကတယ်သူကလေအပြင်မှာတွေ့မှမဟုတ်ဘူး အပြင်းပြင်းချင်းသူ့တွေကိုဝင်ကြည့်လိုက်သူ့ရဲ့ Facebook account နဲ့ page တွေမှာဝင်ကြည့်လိုက်သူအမြဲတမ်းပြောစရာတွေတော့သူလည်းကလည်းကပြရတယ်ဟုတ်တယ်စားလည်းစားစားလည်းစားစားလည်းစားဆိုတော့ဟာလေတငယ်ချင်းအိမ်လာလဲပြီဆိုဘာလို့ဘာလို့ရင်ကောင်းမလဲဆိုတော့အဲ့လိုဟာတာတွေလိုက်ရှာတယ်ဘာလို့ဆိုကိုယ့်ကိုတယောက်ပဲဆိုဟာတာအသိမရိုက်ဖြစ်မှာလေအဲ့လိုတငယ်ချင်းတယောက်လောက်ရှိမှအဲ့လိုဟာတာရိုက်တာဆိုတော့အဲ့လိုဟာဆူယွန်းဆိုလည်းအဲ့လို vlog ရိုက်ခံနေဆိုသူသူ့ vlog တွေဆိုလည်းငါ့ကိုခေါ်တော့လာလာစား ဲ့လိုမျိုးလေးဆိုတော့အဲ့လိုအိမ်မနေအဲ့လိုဟာတာဗီဒီယိုတွေရိုက်တယ်ပြီးတော့ထိုင်ကြည့်နေတာဒါဘာလို့ရင်ကောင်းမလဲဆိုတော့ဟို level 2တွေနဲ့ရေးတွေပါသွားကူသေးတယ်ဆိုတငယ်ချင်းတငယ်ချင်းတွေနဲ့တက်တူရဲတူအရန်ထိရတာပဲတက်တူရဲတူ Okay အဲ့လက်တလော ဘယ်လိုမျိုးအနုပညာလုပ်တည်လုပ်နေလဲဘာကားရိုက်နေလဲအဲ့ဒါလေးပြောပြပါအောင်အဲလက်တလောကတော့ညီမဒီဟိုအရှိမတော့ကောင်းကင်ဘားကြောင့်ပြပါဘောနော်အဲ့ဒါလေးကလည်းပြီးသွားပြီအဲ့ဒီပြုံမှာနောက်ထပ်ယုံကြည်ကားတွေစီးတွေလက်ခံထားတာလေးတော့ရှိရပါဘောနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုညီမလေးရဲ့အနုပညာတွေစတိုက်လာတော့မင်းဆိုတာကြားရတဲ့အတွက်ကိုတကယ်ပြောပါတယ်ဟုတ်တယ်ကျင်းတ်တယ်တခက်တခါဗီလိန်အခုလည်းပြန်ပြီးတခက်တခါဗီလိန်ပြန်လာဟုတ်ပါဘူးဗီလိန်ဆိုတာထက်လေအမားစိတ်ထဲမှာအမြဲဆွဲနေရတာဆီအမားစစ်စစ်ဟုတ်တယ်ဘလုံးမလေးဟို ဘယ်လိုပြောရမလဲပြပြတ်မသွားဘူးအဲ့ဒါဟုတ်တယ်ဟုတ်တယ်ဒီမလေးအတွက်ဒါ treatment တစ်ခုတောင်ဖြစ်မလားဟုတ်တယ်နော်ဘာလို့လဲဆိုတော့အခုတော်တော်များများရလဲပေါ့နော်အဲ့လို comment လေးတွေရေးတာလေးတွေ့တယ်အခုချိန်ထိလဲအောက်မှာအဲ့လိုဆရာမဆရာမပဲပြောကြရပေါ့နော်ဘာလို့လဲဆိုတော့ဒီကားလေးကတကယ်အမှတ်တရလည်းဖြစ်တယ်ပြီးတော့အဲ့လိုမောင်လေးထူးကလည်းမရှိတော့တာဆိုတော့အားလုံးရဲ့ရင်ထဲမှာအမှတ်တရရင်လည်းကျန်နေရတဲ့ကားလေးပေါ့နော်အဲ့တော့ကိုယ်တွေမှမဟုတ်ဘူးပေါ့နော်ပရိသတ်တိုင်းရဲ့ရင်ထဲမှာအစားအမှတ်တရရင်လည်းခြံခဲ့တဲ့ကားလေးဖြစ်နေတာပေါ့အဲ့လိုဟုတ်ကဲ့ဟုတ်တယ် 係咯，李、嗯。<noise> ပါစီကပြောရမယ်ဆိုလို့ရှင် character ဒိုင်းကိုပေါ့နော်အရင်တာဝန်ကြီးရဲ့လို့မျိုးမျိုးမြင်တယ်။ဒါဆိုတော့ကိုရိုက်ခဲ့တဲ့ဘလို့နေရာလေးပဲဖြစ်ဖြစ်အဲ့ character ကိုပြိတအကုန်မှတ်မိရယ်ပေါ့နော်။ဒါမျိုး assignment ကားမှာဆိုလို့ရှင်လေကွာပါစီရဲ့တယုံကနောက်မျိုးတော့သိတယ်မလားဒေါ်သားရဲ့စိတ်တန်ဖို့စိတ်တည်ဆုပ်သိရမလား။အဲ့အဲ့တော့ဆိုလို့ရှင်လေတကယ် character မိရယ်။အဲနောက်ပြီးတော့ဒါမျိုးတူတူရိုက်ခဲ့တဲ့ဂျီဟောစုမှာဆိုလို့ရှင်လေဝေအနေနဲ့အရန်တော်ရယ်ပေါ့နော်။လုံးဝဝေဝေကိုဖြစ်သွားတာ။ဝေဝေနဲ့မော်မော်ဆိုအတွဲလိုက်ကိုအရန်အောင်မြင်ကြပြီးတော့ပြိတအရန်ချစ်တယ် ယ်။နောက်အကြောင်းဆရာမဆိုလို့ရှိရင်လည်း character လောက changes ဖြစ်သွားတာပေါ့။တကယ်အငြိမ်စူလိုက်လို့ရှိရင်လည်းအကုန်အလန့်ပေါ့။တင်းဆရာမတိုင်းပဲတမန်ပါ့။ဟုတ်တယ်ဆိုတော့အဲ့ဒါအရင်ကြီးကျင်တာတက်လား။အပြင်မှာကျတော့ကွာဒီလိုဒီလိုရေကွာ။ဟုတ်တယ်။အကုန်ကလေဟဲ့ဒီဟာကြီးကနင်းလုံးတိုင်မမလားဆိုပြောကြတဲ့သူတွေလည်းရှိတယ်။ဟဲ့နင်းလုံးနိုင်မမလားနင်းဖြစ်နိုင်မမလားဆိုတော့ စောင့်ကြည့်လိုက်ပါလို့အဲ့လေတော့ကလည်းအဲ့လိုပေါ့နော်အရာအလုံးချုပ်ထီးထားအေးပေါ့ရှူတင်မှာဆီယာမဆိုဆီယာမပဲလုံးဝဘာဆိုကိုကလည်းငငယ်တော့ကအဲ့လိုမျိုးဟာယူသွတ်တာဟိုအဲ့ငငယ်တော့ကဆိုအဲ့လိုဆီယာမတွေကအားကြခဲ့အောင်ဘာဆိုခလေးတွေတိုင်းမှာသူတို့ရဲ့ဟီးရိုးဆိုတာရှိတယ်လေအဲ့တော့ကိုယ့်ရဲ့ဟီးရိုးကအဲ့တော့ကကျောင်းဆီယာမဟုတ်အိမ်မှာအဲ့လိုအိမ်ကအဖွားရဲ့ဟာအဖွားရဲ့တငယ်ချင်းတွေဆိုတချို့အဲ့လိုစာမတက်တဲ့သူတွေဆိုလာစာသင်ပေးခြင်းလို့ခလေးလေးပဲရှိသေးတယ်အဲ့တော့က အဲတန်းနှစ်တန်းလောက်ပဲရှိသေးတယ်အဲအိဖွားတွေကိုလည်းခေါ်ပြီးတော့အဲ့လိုစားတွေတင်ပြီးဆိုအဲ့တုံးနဲ့ကကို့မှာဘယ်လိုပြောမလဲအဲ့ဒီဆီယမားတွေရဲ့ပါမှုကအွန်ဟီးရိုဖြစ်တဲ့ခဲလားဆိုတော့အဲ့တော့ကို့ရဲ့ဟာလည်းတကယ်ရိုက်တဲ့အချိန်မှာတကယ်ဆီယမားပြ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 ဖြစ်သွားတာပေါ့အဲ့တော့အဲ့လို character changes လုပ်တဲ့ပုံမှာတကယ်အရန်တော်ပြီးတော့တကယ်တစ္ဆာရှိတဲ့ character ပုံပါလေဆိုတော့အဲ့ဒါကိုအရန်ချီကျူးပဲကျေးဇူးများကြီးတယ်ဖြုတ်ခင်ပါစားမယ်အဲ့တော့စားကြပါဦးအဲ့လိုတတ်ပြချင်ပြောနေရလေ มาเล่นว่าทำไม สิทธิ์ไม่พอสิทธิ์ไม่พอกูจะรู้ว่าสาอะไรกูสาอะไรกูกูทำไม่พอสิทธิ์ไม่ซ้ำล่ะจริงๆปุ๊บยังดับยังดับยังปุ๊วได้ยังเส้นยาเทระโอเคเออแป๊บซี่อู အာမေ့ကျင်တာပက်ဆီအနုပညာအလုံးလောက်တာတော်တော်ကြာပြီနော်ဟုတ်တယ်ကြာပြီပေါ့နှစ်ပေါင်းလောက်ရှိပြီလေတန်တွေးကြည့်လေအဟိုးရှိတယ်မှာဆိုရင်အင်တာဗျူးတွေဖြေတော့လည်း73နှစ်နောက်တစ်နှစ်လောက်နေလည်း73နှစ်ဆောင်ပြန်တွက်ကြည့်လိုက်တဲ့အခါမှာတကယ်တော့15နှစ်15နှစ်16နှစ်အဲ့လောက်တောင်ဖြစ်တော့ဘာလို့ဆိုညီမဒီညီမတို့ဒီ channel 7မှာစလုပ်တဲ့ Moral Academy တုန်းကညီမညီမအနုပညာလောက်စားခဲ့တာ哦အဲ့လိုဆိုတော့ Moral Academy ကနေပြီးတော့အခုတရုပ်ဆောင်အလုပ်ဆိုရင် တကယ်ပြန်တွက်ကျင်တော့35နှစ်လောက်တော့ရှိပြီအဲ့လောက်တော့ရှိရှိပြီနော်အဲ့လိုလေကိုကစူးစမ်းရင်းနဲ့ Moral Academy မှာလည်း Pepsi ဆိုတာကိုလည်းပြိတ္တိတိလာကြတယ်ဟုတ်တယ်အဲ့ဟိုပြောမှဆို Pepsi လုံးလိုက်တဲ့ character တိုင်းမှာပရိသတ်တွေက Pepsi ကိုအတိအမှတ်ပြုတာကိုတွေ့ရတယ်။ဟုတ်ကဲ့။အဲ့အတွက်ကိုလေကိုကိုလုံးဆောင်ချက်တိုင်းမှာပရိသတ်တွေရဲ့အတိအမှတ်ပြုကိုလည်းခံရတယ်။ဒါပေမဲ့ကိုကိုကိုအားမရတဲ့အားမလို့အားမရဖြစ်တဲ့အချိန်တွေလည်းရှိမှာပဲ။ အဲ့အချိန်တွေရောရှိလားအဲ့ဒါလေးသိချင်အဲ့လိုမျိုးအဲ့လိုမျိုးတော့ရှိတာပေါ့ဘာလို့လဲဆိုတော့ကိုကိုကိုတစ်ခါလေးကြာရင်ဒါကတော့ပရိသတ်တွေကကြာတော့ဘယ်ကရိုက်တာလေးပဲလှုပ်လှုပ်ကိုတရုပ်ဆောင်နိုင်တာလေးတွေကိုကြည့်ပြီးတော့သူတို့ကတော့ဟိုသဘောကျကြတာပေါ့မုန်းရင်လည်းမုန်းကြတယ်မုန်းရင်လည်းမုန်းကြတယ်အဲ့ဟွာပေါ့ဂျမ်းမုံဆိုရင်လည်းအတကုံဆဲခံတာဘဝမှာဆဲခံအောင်ကားဆိုရင်အဲ့ကားပဲပိုးစိုးပစောက်ကိုဆဲခံတာအဲ့တော့ဆိုရင်အရင်တော့ကတော့အဲ့လိုပေါ့စိတ်မကောင်းဖြစ်တယ် နောက်ပိုင်းကျတော့အဲ့လိုတရက်နှစ်ရက်တော့စိတ်မကောင်းဖြစ်တယ်ဆဲတော့လေတကယ်ကိုဆဲခံရတယ်ပေါ့နောက်ပိုင်းကျတော့လေငါဖယ်ဖြစ်သွားတယ်ငါဖယ်ဖြစ်သွားတယ်ငါဖယ်ဖြစ်သွားတယ်သူတို့ကဘလို့ပြောပြောအဲ့လိုမျိုးတိတ်ပြီးတော့ခေါင်းထဲမရှိတော့ဘူးဆိုတော့အဲ့နောက်ပိုင်းကျတော့ဘလို့ဖြစ်လဲဆိုတော့ တခါလေကျရင်ကိုကိုကိုအားမရတဲ့အချက်ကလေးလည်းရှိရပါတော့။ကိုတရုပ်ဆောင်နေတဲ့အချိန်လေးတွေမှာဆိုရင်ကိုကားကိုကိုကပြိတ္တအနေနဲ့ပြန်ကြည့်တဲ့အချိန်တွေရှိတယ်။အဲ့လက်ကျရင်ဒါပြိတ္တကချစ်နေလို့ဒါကိုရဲ့လိုအပ်ချက်ကလေးတွေသူတို့တိတ်မတွေ့တာပေါ့နော်။ဒါပေမဲ့ညီမကကျတော့အော်ငါဒီနားလေးမှာဒီလိုလေးသာလုံလိုက်ရင်ပို့ပြီးတော့ကောင်းသွားမယ်ဆိုတာမျိုးလေးတွေပြန်တွေ့မိတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့လဲညီမကလို့ကိုကိုကိုဘယ်လိုပြောမလဲ။ညီမတို့ကတရုပ်ဆောင် ဟိုဘယ်လိုလဲရုပ်ရှင်တွေရိုင်းရင်းရိုင်းရင်းနဲ့ကိုရီကိုသွေးကိုတစ်ဖြည်းဖြည်းမြင့်တင်ရတာလေအဲ့လိုမျိုးဆိုတော့ဇာကားတွေအဲ့လိုရိုင်းရင်းရိုင်းရင်းမှာညီမလည်းကိုယ့်ရဲ့လိုအပ်ချက်တွေကိုကိုပြန်ကြည့်တယ်ကိုကားကိုကိုပြန်ကြည့်တယ်ပြန်ကြည့်ပြီးတော့ငါနောက်ခါကျရင်ဒီလိုကားမျိုးထပ်လာခဲ့ငါဘယ်နာမှာဘယ်လိုပြန်ပြင်မယ်ဆိုတဲ့ဟာမျိုးအဲ့လိုလေးတွေတော့ရှိတာပေါ့အများတိုင်းတော့လူတိုင်းကတော့ perfect မဖြစ်ဘူးလေသိရမလားအဲ့တော့ကိုကလည်းကိုယ့်ရဲ့ဇာကားတွေမှန်သမျှကိုတရုပ်ဆောင်အနေနဲ့ပြန်ကြည့်တယ်ဟောပရိသတ်အနေနဲ့ပြန်ကြည့်တယ်ပြန်ကြည့်ပြီးတော့ကိုကိုကိုပြန်ဝေဖန်တဲ့အချက်ရှိတယ်တခါကျရင်ကိုယ်ရင်ဝေဖန်တဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးဆိုရင်ဟဲ့နင်ကဘယ်လိုလေးလုံး လိုက်ရင်ပိုကောင်းမှာတော့ပါတော့ဟုတ်တယ်ရိုက်ပြီးသွားပြီမပြောပါနဲ့ပတ်ထားမယ်ဒီမှာအဲ့ဒါကျေးဇူးတင်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တို့ကျေးဇူးတင်ဟုတ်ဆိုတော့ကိုကိုကိုအမြဲကောင်းနေပြီပဲတတ်မှတ်ထားလို့ရတယ်ဟုတ်တယ်ဟုတ်လို့ဆိုတော့ကိုရဲ့ low asset ဆိုတော့ကိုကိုတိုင်းသိမှရမှာပါသိမှရမှာဟုတ်တယ်ညီမဆိုညီမကားမှာဆိုရင်အဖြစ်အောင်တက်ဂရိတ်မှာဆိုလဲကွာဟုတ်တယ်တချို့နည်းနည်းလိုအပ်ချက်ကလေးတွေရှိတာလေးတွေလည်းရှိမယ်ဒါပေမဲ့အဲ့လို လိုအပ်ချက်အရှိဆုံးဟိုကားမျိုးတွေဆိုရင်တော့အခုဟွာပေါ့အဲ့ဂျမ်းပုံဆိုရင်တော့တကယ်လိုအပ်ချက်တွေရှိတယ်။ဒါဆိုတော့အဲ့ချိန်ကလည်းကိုယ့်ရဲ့ဇက်ကားတွေကလည်းတဖြည်းဖြည်းဖြည်းရိုင်နေမှာတရုပ်ဆောင်ဆိုတာရေသွေးရတဖြည်းဖြည်းတက်လာအဲ့လိုမျိုးဆိုတော့အဲ့ဂျမ်းပုံမှာဆိုရင်လည်းအဲ့လိုလိုအပ်ချက်တွေရှိတယ်။အဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါလေးတွေပြန်ပြီးတော့ကိုယ်ပြန်သုံးသပ်ပြီးတော့အာငါနောက်ကားကြီးကျရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့တော့ဟိုတဖြည်းဖြည်းဗမာပို့ပြီးကောင်းလာလဲဆိုတော့အဲ့ဂျီဟောသူပါဂျီဟောသူကကျတော့ကိုယ့်ရဲ့အပြင်ကာရိုက်တာကိုဟုတ်ကဲ့ပါတော်တော်လေးရပါလို့ပေါ့အဲ့လိုမျိုးဆိုတာလေးတတ်တာ ားတယ်ပဲအဲ့လိုတသားတယ်ပဲဘယ်လိုတွေ့တိုင်းစားရလေ။ဘာလို့ကွာလဲအခုလာတိုင်းလဲအကုန်လုံးစားနောက်နေကြဆိုတော့အပြင် character နဲ့ကွက်တီဆိုတော့အဲ့ဒီကားတော့တကယ်အကြိုက်ဆုံးပေါ့နော်။ဒါပေမဲ့ပရိသတ်တွေကပို့ပြီးတော့ကိုယ်ကိုမြန်မှန်တက်မိဖြစ်တာကြောင့်ဖြောင်းတက်ခွေဖြစ်တယ်ပေါ့။သူတို့အိတ်ဆေးရမှသူတို့အတွက်အကောင်းဆုံးဖြစ်နေပါဘူး။ဟုတ်တယ်။အဲ့လိုလေ။ဟုတ်တယ်။ တဘာဝတအားကြာဟုတ်တယ်နော်အဲ့ဒါမျိုးဆိုတော့တော်တော်တော်ကိုယ့်ရဲ့ကာရင်တာကိုချိန်ချလိုက်တာချိန်လိုက်တာလေဒါပေမဲ့အမအဲ့တော့မဟုတ်အတန် follower စာပြောင်းသွားတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ညီမအဲ့လိုပေါ့ subscribe ရပြီဆိုရင်ညီမကဘာလုပ်လဲဆိုတော့ကို့အတန် follow ကိုကိုယ့်ကိုပြန်နားထောင်အဲ့လိုအတန်သွင်းပြီးတော့လေဘာလို့ဆိုတော့ငိုတဲ့အမဟိုဟာလေ အော်အော်ကြီးအော်ကြောင်းလဲဆိုအော်ကြောင်းလဲဆိုတော့တင်ဗီလိန်နေလို့မြောက်လေအာလာဖြစ်ရင်အဲ့လိုမျိုးပဲလောက်ခဲ့ရတာဆိုတော့အဲ့ချိန်မှာလေငါလို့ဒီဆရာမကငါဘလို့ပုံဖော်ရင်ကောင်းမလဲပေါ့အဲ့ချိန်မှာအဲ့ဆရာမမှာညီမဘာလုပ်လဲဆိုအဲ့ဆရာမကြာမှာညီမရဲ့အတန်လေးတို့အရင်ကိုတင်းငိမ်ပြီးလူရနေတဲ့ကောင်းမလေးဖြစ်အောင်အဲ့လိုလုပ်ထားရတာပေါ့အဲ့မှာရေးစားရအောင်ပါဘာမှမရသေးဘူးမင်းကအရင်ဆက်သွားလို့လေအဲ့မရဘူးမရဘူးအခုဘလို့ဘလို့ရပါဘန်းနဲ့စားရှိရမဟုတ်ချစ် 哦，吃多少？哦，吃得来啥子？吃多少？吃多少？吃得多少？吃得多少？哦，完了，我吃得多，完了，我吃得过来，都吃得，哎，我吃得。哦，吃啥么？吃啥么？我当初完了，吃吃，你那里有？有啊，哎，你呢？吃吃，shine bright like a diamond。 မပေးရသေးဘူးမပေးရသေးဘူးပြောရသေးတယ်သူဆိုသူပြပြီးတော့ပြန်လာပြီမများရအချင်းကြောင့်မေးလို့ရှင်ကြာဒီလိုပါပဲအဆင်ပြေပါတယ်ကိုကချစ်တဲ့သူချစ်တဲ့သူသူကလည်းချစ်တဲ့သူအဲ့ဒါချစ်တဲ့သူကမ္ဘာလေးကမမေးဘဲနဲ့ပြောမဲ့သဘောရှိရောမမေးသေးဘူးပြန်မေးတော့မေးတော့ကြောင့်မေးတခြားနဲ့ပြန်လာအဲ့မေးစစ်တယ်ပေါ့မေးတော့မေးမှမေးမှဒါပေမဲ့ညီမလေးအားပြောင်းသွားတဲ့အချိန်ညီမလေးအခုအဖြေအသည့်ပြင်လာတဲ့အချိန်အမပြန်တော့ဆောက်လိုက်ပြီမေးဖို့နေရာပါလေအော်ဟုတ်ကဲ့ဟောင်းထဲမှာတိန်းလာတော့ခက်တာဆိုတော့အခုအမမေးချင်တာကြာတော့ညီမလေးခုနကပြောတယ် ယ်ကိုရဲ့အနုပညာသက်တမ်းက15နှစ်16နှစ်ဒီကာလအထိရှိခဲ့ပြီဆိုတော့ဒီကာလအတွင်းမှာဟိုပက်ပစီအနေနဲ့လည်းပရိသတ်တွေတတိထားမိရဲ့အချိန်လေးရှိရဲဟိုတတိမထားမိရဲ့အချိန်တွေလည်းရှိတယ်ပို့ပြီးတော့အတိမတ်ပြုလာတဲ့အချိန်တွေလည်းအများကြီးရှိရဲဆိုတော့အဲ့ဒီအချိန်တွေအတွင်းမှာကိုကိုတိုင်းကလည်းကိုရဲ့အနုပညာအရေးအတွေးတွေတိုးတက်အောင်လို့စူးစမ်းလာရတယ်လို့တစ်ခါလေးမှစိတ်တက်ကြတဲ့အချိန်တွေအားရတဲ့အချိန်ဒါမျိုးတွေလည်းရှိမှာပဲလေနော်ဆိုတော့အဲ့ဒီအချိန်တွေမှာညီမလေးဘယ်လိုဖြတ်သန်းခဲ့လဲနောက်တစ်ခုကအခုလက်ရှိရောက်နေတဲ့ ကိုယ့်ရဲ့နေရာလေးကိုကိုဘယ်လိုခံယူနေလဲကျင်းနဲ့လာတာမဟုတ်လို့ရှင်ဘယ်လိုမျိုးကိုယ်စိတ်ထဲမှာသတ်မှတ်ထားလဲ ညီမကတော့ဒီအဲ့နောက်ဆုံးဟာလေးကိုအရင်ပြောရမယ်ဆိုရင်တော့အခုလက်ရှိရောက်နေတဲ့အခြေအနေမှာကျဉ်းနက်လာဆိုတော့ဟိုဘယ်လိုပြောမလဲကို့အတွက်နေရာလေးတစ်ခုဖြစ်လာတာအတွက်ကျဉ်းနက်တယ်ဟုတ်ကဲ့ကျဉ်းနက်တယ်ဆိုပေမဲ့လည်းညီမတို့ဟာဘယ်အလုံးမဆိုအမြဲစူးစမ်းနေရတာပဲပေါ့နော်ကိုဥမာထားပါတော့ဟိုစီးပွားရေးမကြသွားအမစီးပွားရေးသမားတွေဆိုလည်းသူစီးပွားရေးမကြသွားဒီထက်မကစာတို့ပို့ပြီးအောင်မြင်အောင်လို့ဆိုပြီးတော့အဲ့လိုမျိုးရှိသလိုညီမဆိုလည်းအခုရောက်နေတဲ့အခြေအနေတစ်ခုကိုကျဉ်းနက်ပင်မယ်ညီမအများကြီးထပ်ပြီးစူးစမ်းကြနေတယ်စူးစမ်းကြနေတယ်ဆိုတာညီမမလုပ်ဘူးတဲ့ character တွေအများကြီးရှိသေးတယ်အဲ့တော့အဲ့ ိအများကြီးကိုညီမထပ်ပြီးတော့ကြိုးစားကြင်တာအဲ့တော့ဟိုအခုရောက်နေတဲ့ level ကိုလည်းကျင်နေတယ်လို့ထပ်ပြီးတော့နောက်ထပ် level တွေတစ်ဆင့်ပြီးတစ်ဆင့်လည်းထပ်တက်ချင်နေတယ်ပေါ့နော်ဟုတ်ကဲ့ ဘလူကာရိုက်တာမျိုးဘလူကာရိုက်တာမျိုးအရင်လှုပ်ချင်တာမျိုးရှိတယ်။ညီမလေးအခုလှုပ်ချင်တာညီမအခုသဘောကျနေတယ်မင်းသမီးရှိရပေါ့နော်။ဟိုဇန်ဒိုင်ဇန်ဒိုင်ရလားဇန်ဒီရလားမသိဘူး။အဲသူကအဲ့လိုမျိုးအဲ့သူ့အရင်သဘောကျနေရပေါ့နော်။သူ့ရဲ့ကားမှာကျတော့သူအဲ့လိုမျိုးကွာအကြောတင်းနဲ့ main ကလေးတယောက်ကွာတိလား။အဲ့လိုပုံစံမျိုးလေးတွေလှုပ်လှုပ်ချင်တယ်။လှုပ်ချင်တယ်ဆိုတော့လေကိုကလည်းသူ့အရင်ကြိုက်နေလို့လားမသိဘူး။အဲ့လိုလေးလည်းရိုက်ချင်တယ်။နည်းနည်းအဲ့လို romance ဆန်းဆန်းလေးပေါ့တော့အဲ့လိုမျိုးကြည့်ချင်တာရောမန့်တော့မရဘူးဟုတ်တယ်အဲ့လိုမျိုးတစ်ခါမြင်နေတာလေတောင်းတီမောင်းတီအဲ့လိုမျိုးတော့အဲ့လိုမျိုးတော့ဒီနေရာမှာလည်း Pepsi ကာရိုက်တာအဲ့လိုမျိုးတော်တော်လန်းလန်းနဲ့တောင်းတီမောင်းတီပုံမွေးရှိရှိနေမယ်အဲ့လိုဒီဇလန်းနဲ့မှာကာရိုက်တာတစ်ခုအနေနဲ့ဆိုအရင်တိမ်ဝေးပြီးတော့ညီမလေးမဟုတ်တဲ့နောက်တစ်ယောက်လို့မြင်ချင်တာအချက်မှာပြောဝင်နေတဲ့ကောင်မလေးတရားပေါ့အေးရိုက်ချင်တယ်မဆိုကွတီပေါ့ကွတီပဲကွတီပဲသလားတကယ်အဲ့လိုမျိုးအဲ့လိုမျိုးရိုင်းရမှာအဲအေးမိမဆန်ဆန်လေးနဲ့လေ အဲ့လိုမျိုးလေးနှိုးညံ့တဲ့ကောင်းပါလေးတရားပုံစံမျိုးလေးနော်ရိုက်ရိုက်ဘူးကြံနေနော်ဘာလို့ဆိုဟုတ်တယ်တကယ်ပြန်ကြည့်ရအောင်နော်ဟုတ်တယ်ရိုက်ဘူးသေးဘူးရိုက်ဘူးသေးဘူးဟုတ်တယ်ဆက်ဆက်လုံးနေဘူးလေဒါမှမဟုတ်တည်ငိမ့်ပါလေတည်ငိမ့်သူဆရာမအေးဟုတ်တယ်ဟုတ်တယ်မဟုတ်တည်ငိမ့်နေကွာဒါပေမဲ့ကောင်းပါလေးဖြစ်မနေဘူးကောင်းပါလေးကောင်းပါလေးဖြစ်စေချင်တာဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအင်းတော့ကောင်းပါလေးဖြစ်ဘူးကြံလားကောင်းပါလေးဖြစ်ဘူးခုနေဟာဟုတ်တယ်နော်ဗာလေဟိုကညီမရိုက်နေတဲ့အိတ်စီးလေးတကားမှာဆိုရင်အဲ့လိုကိုဖြုံးနေဆိုလို့နေပါတော့ရိုက်ရတဲ့အချိန်မှာညီမအောင်ကောင်းလေးတယောက်နဲ့အဲ့လို ဟိုလိုဟိုကမြွတူတူလေးဖြစ်အောင်သုံးကောက်လောက်ပြန်ရိုက်လိုက်ရနည်းနည်းရောနည်းနည်းအရန်ဟိုကဖြစ်အောင်ဆိုလေအရန်ချွဲရမှာလားလို့ဘာဆိုအရန်လဲတခါမှအဲ့လိုမျိုးလေးချွဲချွဲပြပြတွေမလုံဘူးတော့လေးတလားချွဲရအောင်မှာလားဆိုအဲ့လိုဟာသူ့ကိုဖတ်ပြီးတော့အဲ့လိုဟာမေးစုတွေပါချစ်သူနဲ့ဆိုမချွဲဘူးလားချစ်သူနဲ့လည်းမချွဲဘူး။အော်ချစ်သူနဲ့လည်းဒီပုံစံပဲ။အော်။တခါကျမှကိုကောကလေးလေးဆိုရင်တော့မချွဲမပြောပါနဲ့။ကလေးလေးမပြောပါနဲ့တဲ့။ တော့ကြာနေသူ့စိတ်ကုံသွားမှာအဲ့ဒါပုံစံအတိုင်းလေးပဲဖက်စီအတိုင်းလေးပဲနေပါအဲ့ဒါညာသူ့အဲ့လိုလေးကွာကိုလည်းအဲ့လိုချွဲချွဲနေကြည့်ကြနေတာပေါ့တိရမှာ main ကလေးပဲယောက်ျားမှမဟုတ်တာအဲ့ဒါခါကြတော့ကိုယ်စားလို့လေပြောဆောင်လေးကျင်တာပေါ့လားပြောဆောင်လေးကျင်တာအတွက်လေဟိုအဲ့လိုမျိုးတွေမပြောပါနဲ့နင်းနဲ့လုံးဝမအဆက်လို့ပါဆိုရင်ကိုယ်မပြောရဘူးတဲ့လားအဲ့လိုမျိုးတွေပြောချင်ပါမဟုတ်ဘူးပြောချင်ပါပြောချင်ပါလား မပြောတတ်ဘူးပြည့်ပြောတတ်အဲ့လိုမျိုးပေါ့နော်ခုနကခုနလိုပေါ့နော်ကိုကွာလောကလိုလိုအဲ့လိုမျိုးမပြောပါနော်ခေါ်လို့အဲ့ဆိုတော့မကြိုက်တော့ဘူးဒါပေမဲ့အဲ့လိုချွဲတာပေါ့နော်ညီမအဲ့ဒါတော့ညီမလေးလာအမယ်ထဲထဲမှာပါတယ်တိလာဘာလို့ညီမတကယ်တရုတ်ဆောင်တဲ့အချိန်မှာချွဲတာတွေအဲ့လိုညှူတာတွေပေါ့နော်အစားပြောင်းရမှာနော်ဟုတ်တယ်အဲ့လိုပိုင်တယ်ဟုတ်တယ်ချွဲပိုင်ချွဲပိုင်နေဟုတ်တယ်ပြောပိုင်ကိုကိုရှေဟုတ်လေဟိုကမှာ line ပေါ်မှာလေ အော်မမမမစူလာတင်ထားရှိရလေကိုကိုစားအဲ့လိုမခေါ်အောင်လေနှစ်ခေါက်အရင်ရှေ့ထုတ်လိုက်ရတယ်အော်အဲ့အဲ့လိုထုတ်ကိုကိုကိုအဲ့လိုခေါ်အောင်အော်မမဝင်နေပြီကိုကို ကကအဲ့ဒါကိုသူကသားလေးလာတော့ကြာနေဘဲဘဲဖိန်ကြီးနဲ့တူတယ်ပြောတယ်အဲ့ကနေပြန်တိုင်းလာတော့ညမရကြတော့အဲ့လိုအဲကောင်မလေးဆိုရရတယ်ပြဿနာတက်တာကဒေါသထွက်တဲ့အခါဆယ်ကတော့ပြန်ရိုင်းလိုက်ရတယ်ဟိုဆိုလို့ရှိရင်ဟိုကိုယ်မလှဘူးလို့ပြောတာတည်ရပြားနင်ကနင်ကနင်ယုံကြည်ကိုတိုက်မဲ့သူမရှိဘူးလို့ဟိုဘက်ကတအားဖိန်နေပြီကွာကိုယ်ကဒေါသထွက်လိုက်တော့အဆိုးတက် ုံကိုရိုက်ပြီးတော့ထလိုက်တော့တည်ရမလားအဲ့ဒါကိုဟိုဖက်ဆိုရိုက်ငင်ငါအလိုမပြဘူးငါအလိုပါတော့အတိုင်းတိုင်းရမဖြစ်ဘူးလားမဖြစ်ဘူးမဖြစ်ဘူးတကယ်မဖြစ်ဘူးအဲ့လိုရမဖြစ်ဘူးလူတယောက်ကလည်းနော်အဲ့ဒါလည်းသူ့ရဲ့ပါရမီပဲကွာအမဆိုရင်အမရဲ့အတန်လေးရအစားကွာချစ်စရာကောင်းတယ်ပေါ့နှကောင်းတယ်နဲ့ပါဘူးချွဲမဟုတ်တချို့ညီမလည်းတခြားတယောက်ဆောင်နေတယ်အဲ့လိုစုံမှုတယ်ကွာအခုအခုအပြင်မှာရိုက်နေတဲ့အချိန်မှာမှစုံမှုတယ်ဆိုတော့အဲ့တချို့သူတို့အတန်လေးတွေကစားလေးအော်သူတို့အတန်လေးတွေတကယ်ချစ်စရာလေး ငါငါအတန်ကြတော့ဘာဖြစ်လို့အဲ့လိုရောကာကြီးဖြစ်နေလဲရောကာတခါကျအဲ့လိုမျိုးတွေးမိတာပေါ့တလားအခုဆိုရင်ကိုကိုကိုနည်းနည်းတော့အဲ့လိုအတန်ဖိနေရတလားနည်းနည်းလေးတရားတွေ့ကြဆောင်နေရအေးချွဲနေတယ်ချွဲနေတယ်ချွဲနေတယ်ဒါမဲ့တောက်စားပြီးတော့မတင်ဘူးဟုတ်ဆိုတော့တမရအဲ့လိုဆိုရင်အဲ့လိုဆိုရင်အတန်းဟောင်း9ညရှိရင်အဲ့ဟိုတင်းဆောင်နေဆိုလေ ဟုတ်ကဲ့ကြားတာချက်ပါလဲဆိုကိုမဟုတ်တယ်လူတိုင်းမှာသူရဲ့ဒီတိုင်းကိုကာရိုက်တာတစ်ခုချင်းရှိတယ်ဒါပေမဲ့တယောက်ဆောင်နေမှာသူတို့ရဲ့အားသာချက်ပါလဲဆိုတော့ကိုမဟုတ်ပဲနဲ့တခြားတယောက်ကိုဘက်ကနေပြောင်းမှသူဖန်တီးနိုင်တာဆိုတော့ဒါကတယောက်ချင်းစီရဲ့အရေးချင်းပဲလေနော်ဟုတ်ကဲ့ဒါမှမဟုတ်အဲ့ချိန်ကြတော့လဲပေါ့နော် movie တွေကြည့်ရတာပေါ့ movie တွေဆိုရင်လည်းဥမာတချို့ဆိုရင်အဲ့လိုကိုရီးယားကားတွေရှိတယ်အဲဇာကားတိုင်းအကုန်လုံးကြည့်ရတာပေါ့သိရမလားအဲ့လိုကြည့်ပြီးတော့ ဒီ main ကလေးကဘယ်လိုလုပ်လဲပါဒါတောင်မှဒါညမရိုက်ရမဲ့ကားတွေထဲမှာအလိုချွဲတိုင်းပိုင်းမပါသေးဘူးလေပိုင်ညမအဲ့ဒီထဲမှာကိုကြိုက်တဲ့ celebrity တယောက်ရဲ့ဟာကိုကြည့်ပြီးတော့ပြန်ပြီးတော့တင်ရွားมาလေရှိရပေါ့တဲ့အမအခုကတော့မချွဲရသေးဘူးသူမချွဲရသေးဘူးချွဲတော့မြင်ချင်းဟုတ်တယ်ချွဲတာလည်းဗာလဲဟိုကကိုထက်ကြီးတဲ့သူမှချွဲလို့ရလားကိုထက်ငယ်တဲ့သူရောချွဲလို့မရအောင်ဆိုလို့မရလားကိုကိုရကလေးလေးပဲကောင်းပါတယ်မောင်မောင်ရကလေးလေးကြတော့ကြည့်မကောင်းဘူးမောင်လေးလည်းဖြစ်သေးတယ်ကိုကလည်းကလေးလှုပ်ချင်သေးတယ်အဆင်မပြေဘူးဒီတိုင်းပဲကိုကိုကြောက်ရလေးနည်းနည်း လည်းကိုကိုလည်းခလေးပေးပဲဆောင်းလေးဆောင်းကြီးလေးကိုကိုပဲခေါ်တာမျိုးဟုတ်တယ်ဟုတ်တယ်အဲ့ဆန်ဘာမစူလဲနဲကိုလေအကေးကမောင်လေးတယောက်ကိုချစ်သူတော်ရမယ်ဆိုအဲ့မောင်လေးကိုကိုကကြတော့မချွဲဘူးဆိုရင်သူ့ကိုကထိန်းချုပ်မလားဘယ်လိုလုပ်မလဲမောင်လေးတည်းကမကောင်းဟုတ်လားမောင်မောင်လေးမကြိုက်ဘူးမကောင်းမကောင်းမကြိုက်ခဲ့တာလားကြိုက်ဖို့လေအော်ကြိုက်ဖို့လေမောင်လေးတည်းကျတော့နည်းနည်းထိန်းရခတ်တယ် ကိုကိုတွေကြတော့ကိုတွေကိုပြန်ထိန်းတာလေတကယ်မောင်လေးကြတော့ကိုကပြန်ပြီးထိန်းနေကိုကလို့ကိုကိုထိန်းတာကိုကခလေးလေးဖြစ်ချင်တာလေမရှော့ဘူးသူဟောကိုကိုကတိတ်ဆိုတိတ်ဆိုကိုကြိုက်တာအတက်ကြီးမှခလေးလေးဖြစ်ချင်တာကိုကိုအာနာတီတာအတက်ပေါ့အတက်ပဲကိုကိုတီတာပေါ့ကိုကိုတီတာအရာရာဘောမေလာဖြစ်နေပြီကဲတခြားကြောင်အမေကောင်းပါပြီနော်အရန်ဖြေနေတာသူရန်ဖြေနေတာ အရင်အချက်ကြောင့်ဖြည့်ခြင်းနဲ့နော်။ဟုတ်ကဲ့။ဒါလည်းလည်းလို့ကွာ။မကောင်းတဲ့နေရာမှာပါတယ်။ဘာလဲဆိုတော့မဖြည့်ခြင်းတာမျိုးအဲ့လိုဖြည့်ညစ်ပြီးတော့မေ့ခြင်းတာဖြည့်ခြင်းတဲ့ခါကျတော့မေ့ခြင်းမေ့ပါလေ။ကိုညီမလေးရဲ့အဲ့လိုအခြေအစဉ်ပြင်းနေရကြတာစိတ်ချမ်းသာတယ်။အဲအဲ့ကြောင့်မပြောရလေ။မိန်းကလေးတွေကအချက်ခံရလို့ရှိပူပြီးလှလာတဲ့တဲ့။ပြီးတော့ကိုကိုပူပြီးတော့ယုံကြည်မှုရှိရဲ့ကိုကိုပူပြီးတော့ဟိုဒါပျော်ရွှင်နေတဲ့ခါကျတော့အလုံးလောက်ရတာပူပြီးအဆင်ပြေရဲ့ပေါ့နော်။အဲ့လိုဖြစ်နေရပေါ့။ဟုတ်တယ်။ ဟဲ့မင်းရောလားဘာမှမကူဘူးဘဝကပို့ပြီးတတတတရှိသလိုပဲเนาะဖြတ်တန်းရတာလေနော်ဒီကတော့မရအာကျောင်းရှေးကြီးဖြစ်သွားမှာရှေးကြီး တော်ကြနေငါ့မှနေစိတ်ညက်သွားအောင်ပြောပါ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 ညက်ပါအောင်တောင်းလေးရတယ်ဒီကတော့မရချစ်ရေးဆိုတာအချစ်အချစ်ရေးမှဆိုတာထပ်ပေါ့နော်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားပေးနိုင်မဲ့သူမျိုးကလည်းအရေးကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညီမတို့လုပ်နေရတဲ့အလုပ်ကအမှုပညာအလုပ်ပဲအဲ relationship တိုင်းကတော့ဟိုဒါကြာရှည်တော့မှအဆင်ပြေလာကြတာလေဆက်ဆက်တွဲတဲ့အချိန်တုန်းကတော့ဘယ်အဆင်ပြေမလဲနှစ်ယောက်မှအဲ့လိုနားလည်မှုတွေအများကြီးယူရတာရှိတာပေါ့နော်အဲ့အဲ့အချိန်တုန်းကတော့အဆင်မပြေဘူးပေါ့နော်နောက်ပိုင်းကျတော့တဖြည်းဖြည်းဒါနားလည်မှု ဘယ်လိုပြောမလဲတယောက်တယောက်နားလည်မှုတဖြည်းဖြည်းရလာပေါ့သူကလည်းကိုယ့်ပေါ်ယုံကြည်မှုဖြစ်လာတယ်ကိုကလည်းသူ့ပေါ်ယုံကြည်မှုဖြစ်လာတယ်အဲ့လိုအရာအနေတိဆောက်တိဆောက်လိုက်တဲ့အတွက်ကွာနှစ်ယောက်လုံးကစိတ်ချမ်းသာနေရတယ်ပေါ့နော်ဒါမဲ့ဟိုညီမ relationship ဆိုရင်လည်းအဲ့လိုတစ်နှစ်လောက်ထိကတော့အဆင်မပြေဘူးလေဘာဖြစ်လို့လဲဆိုတော့ယုံကြည်မှုတိဆောက်နေရတဲ့အချိန်မှာပြဿနာတွေဆိုတာရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့အချိန်မှာလည်းကိုယ်လည်းစိတ်စိတ်ညစ်ရတဲ့ခါကျတော့လူကအိုးစားတယ်ဆိုတော့မှန်တယ်လေအဲ့တော့သူ့ကိုလည်းအမြဲပြောပြရတယ်အဲ့လိုမျိုးမလုပ်ပါနဲ့ ဘာလို့တောင်နဲ့တယောက်နားလည်မှုယူနေကြရတယ်ဒီလိုမျိုးနားလည်မှုတိဆောက်နေရတဲ့အချိန်မှာစိတ်ချမ်းသာခြင်းလဲဘာလို့ကိုလုံးနေရတဲ့အလုပ်ကနှုတ်ပညာအလုပ်ဖြစ်တဲ့အတွက်အဲ့လိုနှစ်ယောက်ကဘာဖြစ်လဲဆိုတော့အဲ့လိုတဖြည်းဖြည်းတဖြည်းဖြည်းယုံကြည်မှုတိဆောက်နေရတဲ့အချိန်မှာမှဒီဘယ်လိုပြောမလဲညီမတို့6လ8လလောက်အထိကတော့တော်တော်တိဆောက်လိုက်ရပါတော့เนาะအဲ့ဒါပြီးသွားတဲ့နောက်ပိုင်းမှာသူကလည်းလုံလုံယုံကြည်မှုပြည့်ပြီးခဲ့တယ်ကိုကလည်း ယုံကြည်အောင်နေပေးရတာပေါ့နော်ဒါတွေကတော့အများကြီးလိုအပ်တာပေါ့တယောက်ချောင်းတယောက်မတင်ရအောင်ချကြအောင်အဲ့ဒါတော့အမှန်ပဲအဲ့လိုမျိုးဆိုအခုကတိငိန်သွားပြီပေါ့အဲအခုကတိငိန်သွားပြီဘာလို့လဲတိမတိငိန်လို့လည်းမရအောင်အသက်ရွယ်နေနေအိုတော့မယ်အဲလောက်ကတော့လူကျူလေးနဲ့စွမ်းရင်ထက် တယ်။အဲတော့အမားတို့ဆက်ဆက်ချင်းမှလည်းပရိသတ်တွေကိုပြောတယ်။ဘယ်စီအမြဲအလိုလေးခန္ဓာကိုယ် body weight လေးရောအဲ့လိုမျိုးအမြဲထိမ့်သိမ်းထားတဲ့အပိုင်းလေးပေါ့နော်။ကိုယ်ကတရုပ်ဆောင်မှမဟုတ်ဘူး။အမားတို့မျိုးသမီးတွေကလေအသက်အရွယ်မျိုးတွေမှာသူ့အသက်အရွယ်နဲ့လိုက်ဖက်ပြီးတော့လှပနေဖို့လိုအပ်တယ်။အဲ့ခါကျတော့ Pepsi ရဲ့အလှပနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်လေးရှိမယ်ဆိုလို့ရှိရင်အမားတို့ပြပြပေးပါဦး။အလှပနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်ဆိုရင်ညီမကဘလို့လဲဆိုတော့ကွာအဲ့လိုကိုကိုကိုအဓိကညီမတို့ကအဲ့လိုအယ်ကိုဟောတော့နည်းနည်းတော့ရှောင်ရတာပေါ့အခုဆိုအယ်ကိုဟောတွေပါရှောင်ရတယ်အယ်ကိုဟောမရှောင်ရင်ညီမတို့ကကြတော့ အဓိကဘာဖြစ်လဲဆိုတော့ main ကလေးတွေအသက်30ကျော်လာတာနဲ့အမြာကိုကိုကိုတော်တော်ထင်းရတော့မယ်ထဲထဲပါတယ်အဲ့အချိန်မှာညီမတို့ကဘာလုပ်အောင်လဲဆိုတော့အားကစားတွေလုပ်ရမယ်သိလားအားကစားလုပ်ရမယ်အခုဆိုရင်လည်းညီမအုံမဂျင်းနေပြန်ဆော့တယ်သိရမလား tennis tennis တွေပါလေဟိုတော့သွားရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဘာလို့ဆိုတော့အားကစားဘက်ကိုပြန်လှည့်ရတော့မယ်ဆိုတာညီမတို့နားလည်လာတယ်ပြီးတော့အဲ့လိုမတန်တာလှိုင်းပြောတဲ့ဟာလေးတွေနားထောင်ကြည့်ရပါတော့ကြည့်လိုက်တဲ့အချိန်မှာသူလည်းအခုဒီအသက်90လားအဲ့ဒီရွယ်အထိမှာသူဒီ body ကို तू တိဆောက်ထားတယ်ဆိုတဲ့ဟိုကသူအများကြီးกว่าဒီကျမ်းမာရို့သူအသက်ကုန်လိုက်စားထားတာလေတိတ်လားအဲ့တော့ညီမတို့ကလည်းအသက်ရွယ်သူ့လိုမျိုးညီမတို့နုပြိုခြင်းနဲ့ဆိုရင်တော့ညီမတို့ကကျမ်းမာရေးလိုက်စားရတော့မယ်လို့ထင်တာပေါ့ဥမာထားပါတော့กว่ากว่าတငယ်ချင်းနေနဲ့တွေ့လို့ဟိုတောက်စားမိတဲ့အချိန်လေးတွေလည်းရှိကောင်းရှိနိုင်မယ်ကွာအဲ့လိုမျိုးဆိုငါကတော့ဒီနေ့တောက်ကွာနောက်နေ့တွေပါအဲ့လိုမျိုးထပ်တောက်မယ်ဆိုတာအထက်ဒီနေ့တရက်မှာတော့ကိုကတောက်မယ်ဆိုရင်တော့မှဟိုကိုကိုကို limit လေးထားလိုက်တာပေါ့သိရမလားငါတစ်ခွက်နှစ်ခွက်ထပ်ဖို့မတောက်တော့ဘူးလို့ပါတော့အဲ့အဲ့လိုမျိုးလေးတွေထားပြီးသွားရင်လည်းကွာဥမာ ဝိုင်းတောက်တာမိန်းကလေးအတွက်ကျမ်းမာရေးအတွက်လည်းကောင်းတယ်လေအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးကိုရန်ကြိုက်တဲ့ဟာမျိုးအေးကောင်းတာမျိုးလေးတွေကိုပြန်ပြီးတော့တိဆောက်ရတာပေါ့အစားအသောက်လေးတွေလည်းရှောင်ရတာပေါ့ဘော်လေးထိနေတာနော်ဟုတ်တယ်ပြီးတော့အဲ့ဒီမောင်မောင်လေးနဲ့အဲ့လိုဖြစ်လိုက်တာ ဝေးချလိုက်တာတကယ်အရင်မှိုက်သွားလေရှင်မတကယ်လောက်ပါမြို့မအမှန်ဆိုအဲ့လိုမြင်ကျင်တာကွာဘာလို့ဆိုဟိုဝူဝေးတယ်ဝူဝေးတယ်ဝူဝေးဟိုဝေးရနှုတ်ကြိုးညာဘာကြောက်ကြောက်မျက်နှာကြားတော့ဘာတွေကအဲ့လိုမြို့မစိတ်ထဲမှာထင်တာကွာတကယ်မြမပုံစံတိတ်မပေါဘူးတကယ်ဟိုဘာဂျောလိုင်းနေပါညာရမိုက်တယ်ဗောကိုမျက်စိထဲမှာမိုက်တာဗောဆိုတော့အာဘော်ဒီချလိုက်လို့ရှင်တော့ရမ်းမိုက်သွားမှာဗောနော်ဆိုတော့အခုတကယ်ရမ်းမိုက်နေပြီ အဲ့ဒါထိန်းတာအခုဟိုဘယ်လိုပြောမလဲအရင်တုန်းကကျတော့ညီမဒီ11 line နေပါပြီပေါ့လေဟိုအဲ့လိုလေးပေါ်အောင်လို့အဓိကလည်းတခုပေါ်တော့သိလားညီမတို့ကကျတော့ဘာဖြစ်လဲဆိုတော့အလုံး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 လိုက်ပြီဆိုရင်ဒီ ချမ်းမာရေးဘက်ကိုမလုံနိုင်ရအောင်အဲ့လိုဖြတ်သွားတာလေးရှိတယ်ပေါ့နော်အဲ့တော့အခုကွက်ကိုတွေးထားတယ်အတက်နိုင်ဆုံးပေါ့နော်ဥမာရိုက်ကူးရမနက်ကနေညအထိပါတယ်ဆိုရင်တော့ဟုတ်ပြီငါဒီတရက်မလုံနိုင်မယ်မယ်နောက်နေ့မှတော့ဟိုဘယ်လိုပြောမလဲမနက်ကိုစောစောလေးထပြီးတော့ကွာအများကြီးမဟုတ်တော့တနအိလောက်ညီမတို့အချိန်ပေးရင်တော့အဆင်ပြေပါတယ်ဒီလားညီမအဲ့လိုဖုန်းထဲကနေပြီးတော့ အရင်တော့ကတော့ရိုက်ခွေးရှိနေတဲ့အချိန်တော့ဂျင်မစော့ပြဖို့အဲ့ချိန်ညာရင်ဖုန်းထဲမှာအဲ့လိုကွာဇွန်မကတာလေးတွေတည်မလားဟိုက stretching လောက်တာလေးတွေအဲ့ဒါလေးတွေ down ထားတယ် down ပြီးတော့ကောက်ကွယ်အိမ်မှာတော့အဲ့လိုလေးတဏ္ဍာရီတော့အချိန်ပေးပြတာပေါ့အဲ့လိုမျိုးတော့ကောက်နေနော်ဟုတ်ထိန်းထားနော်အဲဇလန်းတွေရိုက်တဲ့အခါမှာအခုကအခုကကြတော့ဘက်စီကဒီ ိုပြောမဆိုရင်ကိုယ်ယုံနဲ့မဟုတ်ပဲနဲ့အပြင်ကထုတ်လို့ရည်တွေနဲ့ပေါင်းပြီးတော့အခုရိုက်ကူးရည်စုံနေရဇလန်တွေရိုက်တယ်ရုပ်ရှင်ကားရည်ရိုက်တယ်ဆိုတော့လေအဲအဲ့ဒီချိန်ကြတော့လေဟိုပြောမဆိုရင်အမသိချင်တာပက်ပစီကအမြဲတမ်းပျော်ပျော်နေတတ်တဲ့သူအနေနဲ့မာရတွေ့တာကွာအဲ့လိုစကားပြောရင်လည်းပုံပုံလင်းလင်းပြောကြတယ်အဲ့လို နေရာတိုင်းမှာ Pepsi ကိုတွေ့ရတယ်ပျော်နေရမယ့်ပတ်ဝန်းကျင်ဖြစ်သွားတယ်ကွာဒါပေမဲ့တခါလေကြာရင်လဲစိတ်အနှောက်ရှက်ဖြစ်ရတဲ့ဆက်ဆံရေးလည်းရှိခဲ့မှာပဲအဲ့တော့အကိုကအမှုပညာအလုံးလုံးနေရာဖြစ်တဲ့အတွက်ကြောင့်အမှုပညာအတိုင်းဝိုင်းနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ Pepsi အနေနဲ့ဟိုဒီပေါင်းသင်းဆက်ဆံရေးဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံယူချက်အကောင်းဆုံးထားပြီးတော့ဆက်ဆံအဲ့ဒါသိချင်တယ်အဲ့ဒါကြာလေညီမက တခုတော့ရှိရပါတော့เนาะညီမကကြတော့ဒါကိုကိုယုံကလူတွေကမိသားစုလိုလည်းဖြစ်နေရလေဘသူမဆိုအခုဆိုလည်းတွေ့တဲ့သူတိုင်းကိုညီမနှုတ်ဆက်တယ်သိရမလားဟီဟာအဲ့လိုမျိုးပြောတယ်ဆိုတယ်ဆိုအပြင်မှာကြတော့လည်းအမရဲ့သိရမလားညီမတို့ကကြတော့အပြင်မှာကြတော့ကိုနဲ့မသိတဲ့သူတွေကွာသိရမလားဒါပေမဲ့အဲ့လိုလူတွေနဲ့တွေ့ရင်တော့မှညီမကငကိုရဲရကွာဘယ်လိုပြောမလဲအဲ့တုန်းကဆိုရင်ညီမတို့အဲ့ညိုကီတို့ယုံကြည်ကရိုက်တုန်းကဆိုအရန်ပူလား အရန်ပူတာဆိုတော့အခန်းကြီးထဲမှာလည်းမီးတွေကလည်းထိုးထားတော့အဲ့လိုချွေးတွေပြန်အဲ့လက်ခါကြရင်လည်းအဲ့လိုရိုက်နေတဲ့အကူကင်မရာကင်မရာအကူဆိုရင်လည်းလေသူသူကြည့်ပြောလေကိုလေဟဲ့အကူရဲ့သူ့ထိုင်ပြီးရက်ခတ်ပေးသိတယ်မလားအဲ့အဲ့လိုမျိုးပေါ့နော်အဓိကတော့ဟိုညမကဟိုလိုမျိုးအဆင်ပြေဖို့ထက်ပေါ့နော်လူတိုင်းပေါ့အဲ့လိုကိုချင်းစာလေစာနာစိတ်လေးထားလိုက်တယ်အဲ့လိုမျိုးဆိုရင်အားလုံးနဲ့အဆင်ပြေတယ်အဲ့လိုမား script မှာဆိုရင်လည်းသူတို့ script reading လုပ်တဲ့အချိန်ဆိုရင်ညမ writer ဒီနာလေးမှာဒါလိုချင်တယ် ဥမာကွာတည့်ရမှာ तू အန်ဩတာရဲ့ driver က तू လုတ်ပြတဲ့ item ညီမကြည့်တယ်ကြည့်ပြီးပါရင် तू အဲ့နားလိုချင်တယ်ဆိုအဲ့နားလေးမှာကိုယ့်ရဲ့ဟိုလား main ဟိုလိုမျိုးလေးတွေတားထားလိုက်တယ်ကွာမှတ်ထားလိုက်တယ်အဲ့လိုမျိုးဆိုတော့အဲ့တော့သူတို့တွေရဲ့အကြိုက်သူတို့တွေရဲ့ပုံစံလေးကိုလိုက်လုတ်ပေးတဲ့အခါကျတော့ဩ तू ကအဆင်ပြေပါလားဆိုတာလေးပေါ့နော်ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောမလဲအပြစ်မှလောက်ရတာဖြစ်တဲ့အတွက် ရုံးနဲ့တော့မတူဘူးပေါ့နော်ရုံးမှာကျတော့မိသားစုလိုဖြစ်နေပြီသိတယ်မလားအာဗာလေးပဲဖြစ်ဖြစ်သွားပြီးတော့ဟာမမလင်းဆိုတော့အမပူဇာလိုက်လဲအဆင်ပြေတယ်ကွာတော့အပြင်မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးလေအားလုံးနဲ့ flexible ပဲဖြစ်အောင်နေရတာဆိုတော့အဆင်ပြေအောင်နေရတာပေါ့အဲ့တော့ပစီက ဒီတစ်ခါ့စုံတွေးတဲ့အခါမှာပို့ပြီးတော့လေရင့်ကျက်လာတယ်ပို့ပြီးတော့လေတည်ငြိမ်လာတည်ငြိမ်လာတယ်နော် flow ဟာဆိုတော့ character ဝင်နေရလားယင်လိမ့်မိုင်းကလေးလေးဖြစ်နေရဖုံးဆက်ပြီးပြောထားတယ်တည်တည်ငြိမ်ငြိမ်လေးဖြစ်နော်အဲ့ဒါဆိုတော့ interview ထဲကအမြဲတမ်းဖြစ်လိုက်ရင်လေဒီလို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 လုပ်နေလို့တည်တည်ငြိမ်ငြိမ်လေးဖြစ်ရုံနဲ့ကိုယ်အသက်ရွယ်လဲကိုယ်ကြည့်ဆိုတော့လေအေးတော်လည်းဟုတ်ပါရဲ့မကြီးသေးပါဘူးဘယ်ကအသက်ရွယ်ကြီးရမလဲမကြီးသေးဘူးသူကတော့ကိုကိုစကားမပယ်ရှားတော့ဟုတ်တယ်အားလိမ်မာတာပဲတော်ဟုတ်ရင်းကျက်တဲ့ကောင်မလေးဖြစ်စေချင်ပါ နေရတော့ဗျာဒါပေမဲ့ဘာပဲပြောအဲ့လိုမျိုးလေးနှုတ်ဦးနှစ်ဖက်လေးအဆင်ပြေနေရလေးကြားရစိတ်ချမ်းသာတယ်ဟုတ်တယ်အဲ့တော့ပစီရဲ့နောက်ထပ်အနုပညာဖန်တီးမှုတွေလည်းအများကြီးလာအောင်ပဲလို့ကြားရတယ်ဟုတ်တယ်အဲ့တော့တခုချင်းစီကိုအမတို့အားပေးပါမယ်အားပေးနေပါအားပေးနေပါမယ်ကျေးဇူးများကြီးတင်ပါတယ်အကောက်ပါလားအဲ့ဒါဆိုမယ်လေးပြီးရေရှာပြောထားရဆိုထိထိငင်းငင်းလေးပါဟောအဲ့ဒါလေးပေါက်ပေါက်လာတယ်ကွာထိန်စိတ်ထိန်စိတ်ထိန်တော့တမီးအဲ့လိုမျိုးလေးတစ်ခါကျရင်လည်းတော့ဟုတ်ပါတယ်သူပြောတာလည်းမှန်ပါတယ်အဲ့လို character မျိုးကြရင်လည်းအဲ့လို character မျိုးကြရင်လည်းတမီး ဘာမှဖြစ်ဘူးလေ။အင်းတမက်ပြပြပြ။ဟုတ်ပါဗျာ။ဒါချစ်နာပဲရ။ဟောဒါချစ်နေတဲ့ကောင်မလေးနဲ့တို့ဂိမ်းဆော့ပါမယ်။ဂိမ်းဆော့။ Okay ပါ။ကိုကွဲကလေးလို့ဂိမ်းဆော့ကြမယ်။တဒါ။